ထင်မရှားကာရက်တာကနေအခုကျွန်တော်တကယ် main ကာရက်တာကနေပြီးတိုးဆောင်ခွင့်ရမှာဆိုတော့အရန်ကိုပျော်ရွှင်မှုရခဲ့တယ်။အဓိကချောမောလာပပြီးတော့အဲ့လိုမျိုးလူပေါ့နော်။ချောမောလာပပြီးကြည့်ကောင်းတဲ့သူပဲနေရာပေးမင်းသားတင်တာမျိုးတွေနော်ကျွန်တော်ကြုံမှုတာပေါ့နော်။အဓိကကတော့ကျွန်တော်ပြောချင်တာကတော့ဘောလီးပုံစံတော့တကယ်ကောင်းတယ်။အဓိကလူတယောက်ကရုပ်ရှင်ကြည့်ပြီးတော့တယောက်ဆောင်ပေါ့နော်။ character သူတယောက်ဆောင်မှုကောင်းပြီဆိုရင်လက်ခံရမယ်။ ကဲအခုဆုံမှတ်မှာပေါ့နော်ကျွန်တော်ကလည်းအဓိကတရုတ်ဆောင်နေရာနေရာနေပေါ့နော်အဲဒရိုက်တာကိုအခမန်နေပြီးတော့ကျွန်တော်ကိုအဲထည့်ပြီးတော့တရုတ်ဆောင်တော့ကျွန်တော်ကလည်းကိုလှုပ်ချင်တဲ့ character ပေါ့နော်ကိုလှုပ်ချင်တဲ့ character ကိုကိုရဲ့အပြင်အမူအရာအတိုင်းပဲဘာကအဓိကထားပြီးရေးပြတာဆိုပို့ပြီးတော့ဟိုဝမ်းသာစရာပေါ့နော်ကိုကလည်းအာအလုပညာမှာရိုးသွဲတဲ့သူတယောက်ဆိုတော့အာဟိုဘယ်လိုပြောမလဲဆိုတော့တကယ်ဟိုလှုပ်ချင်တဲ့ character တမျိုးလှုပ်ခွင့်ရမယ့်ဇာတ်လမ်းမျိုးပေါ့ဟုတ် အဟုတ်တယ်ကအဲကျွန်တော်ကြောင့်ဒီဇလန်းတစ်ခုဖြစ်လာတဲ့ဖြစ်လာတာဆိုလည်းမမောပါဘောเนาะကျွန်တော်ထားပြီးတော့ရေးထားတာဆိုတော့အာဘယ်လိုပြောမလဲဆိုတော့ကိုဖြစ်စင်တဲ့အရာတစ်ခုပါဟုတ်အာဒီခံစားချက်ရာဟိုဒါအိမ်မက်တစ်ခုလို့တော့ပြောလို့ရမှာเนาะကျွန်တော်ကဒီလိုမျိုးအထိဖြစ်လာမယ်လို့တော့မထင်သားဘူးပေါ့เนาะအရင်တော့တိုးဆောင်မှုတယ်ဗျအရင်တော့အဲ့လိုမျိုးနေရာတွေမရခဲ့ဘူးအခုကအဓိကအာနေရာမှာကျွန်တော်ဇလန်းတွဲပေါ့เนาะ ာဇလန်းလဲဆိုတော့အပိုင်း20တော့မှာเนาะအချိန်တွေအများကြီးကြီးရမဲ့ဇလန်းဆိုတော့ပို့ပြီးတော့ဝမ်းသာစရာပေါ့ဗျာပြီးတော့ကျွန်တော်တို့အာလူမျိုးတစု အနေနဲ့ပေါ့เนาะအာကျွန်တော်တို့အိန္ဒိယတမယ် language တွေလည်းထည့်ပြီးတော့ပြောမှာဆိုတော့အာ crock catcher ပေါ့เนาะကောင်းတယ်ကြီးရမဲ့ကြီးရတဲ့ပုံစံမျိုးကတကယ်ကောင်းမဲ့ဇလန်းလေးပါဟုတ်ကျွန်တော်ကဆိုရင်ကျွန်တော်ကအာဟောပါเนาะအဖိုးကြီးပုံစံမျိုးတို့ကျွန်တော်ပြီးတော့အာ driver ပုံစံမျိုးเนาะဒါကြတော့ကျွန်တော်လုံးဝလက်ရှိ normal ပေါ့เนาะ ်ပုံစံကျွန်တော်လမ်းလျှောက်လာဆိုကျွန်တော်ပုံစံမျိုးပေါ့နော်စကားပြောတော့လည်းကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်ပုံမှန် normal အတိုင်းကိုတရုတ်ဆောင်မှာဆိုတော့အဲအလုပ်ရှင်ဆုံးတစ်ခုပေါ့နော်ဟုတ်အရှိကဘူးတယ်ကျွန်တော်ဆိုရင်တော့ပေါ့နော်ဟိုပေါ့လူမသိခင်ကပေါ့ကျွန်တော် driver ခန်းတို့အဲအဲ့လိုပေါ့နော်အာကျွန်တော်တို့ action fighting ခန်းတို့ပေါ့နော်အဲ့လိုမျိုးတွေကြုံခဲ့ဘူးတယ်ဒါပေမဲ့ဟိုတဖြည်းဖြည်းနဲ့တော့ပေါ့နော်နေရာလေးရလာပေါ့နော်နေရာရလာတော့ကျွန်တော်ရဲ့ ဟိုကျွန်တော်ရဲ့တရုတ်ဆောင်နိုင်ဆိုတော့ဗောနော်ကျွန်တော်အကောင်းဆုံးချပြမယ်ပရိသတ်တွေကိုချပြပြီးတော့ကျွန်တော်အကောင်းဆုံးစူးစမ်းသွားမယ်လို့စိတ်ပူလာကြမထင်မရှားကာရက်တာကနေအခုကျွန်တော်တကယ် main character ကနေပြီးတရုတ်ဆောင်ခွင့်ရမှာဆိုတော့အရန်ရပျော်ရွှင်မှုရခဲ့တယ်အဲကျွန်တော်အနုပညာသက်တမ်းကဟိုဘာဗောနော်ဝါဒနာပါတော့ကျွန်တော်ငငယ်လေးရပါတော့ကျွန်တော်အသက်20လောက်တည်းကဝါဒနာပါလာအာအဲ့ဒီအချိန်မှာလည်းကျွန်တော်မထင်မရှားကာရက်တာမျိုးတွေကျွန်တော်လှုပ်ဘူးတယ်လှုပ်ဘူးတော့ပါတော့အာတခါကြရင်လည်းနှကန်း၃ခန်းရိုက်ပြီးအဲ့ဒီဇာတ်လမ်းမှာကြည့်မပါခဲ့တာတွေလည်းရှိတာပါတော့ အာအဲ့လိုမျိုးလေကြုံခဲ့ရဘူးတယ်အဲဒါပေမဲ့အခုနောက်ပိုင်းတော့အဲ့လိုမျိုးတွေမဟုတ်တော့ဘူးနော်ကျွန်တော်တို့မြန်မာပြည်ကခွဲခြားမှုတွေတိတ်မရှိတော့ဘူးခွဲခြားမှုအားလုံးကတပြင်းညီဆက်ဆံတဲ့အတွက်လည်းအားလုံးလည်းဝမ်းသာတယ်အားလုံးလည်းကျေးဇူးတင်တယ်အဓိကကိုအခမန်ပေါ့နော်ကိုအခမန်ကြောင့်ကျွန်တော်အခုလိုကာရက်တာမှာတရုတ်ဆောင်ခွင့်ရမယ့်အတွက်လည်းဒရိုက်တာကိုအခမန်ကိုအထူးပင်ကျေးဇူးတင်ပါတယ်ကိုကမှန်တာဒီဇလန်ကိုမေးခဲ့ဦးဆိုရင်ကျွန်တော်လည်းဒီလိုနေရာမှာတရုတ်ဆောင်ခွင့်ရမှာမဟုတ်ဘူးပေါ့နော်အရင်တော့အဲ့လိုပေါ့နော်ကျွန်တော်တို့ဟိုပါဟို လိုရတဲ့အခန်းလေးတွေခေါ်ခေါ်ထည့်တယ်ခေါ်ထည့်ပြီးတော့ရိုက်ကူးတာမျိုးတွေဂျုံမှုတာပေါ့နော်ဒါပေမဲ့ကိုကအဓိကကင်မရာရှင်းမှာကိုတရုတ်ဆောင်နေရရင်ကိုကစဉ်းစားတဲ့လူဆိုတော့လေအဲဒါဒီကိုကဟာမသိခဲ့ပေါ့နော် normal ကျွန်တော်တို့ဟိုတဖြည်းဖြည်းပေါ့နော်တဖြည်းဖြည်းလူကလည်းပိုကျွန်တော်တိလာတာပေါ့နော်တိလာတယ်လက်လက်ခံလာတော့ကျွန်တော်ဒါဒီကိုကျွန်တော်မလုပ်ချင်တော့ပေါ့နော်မလုပ်ချင်တော့ကိုအကောက်ကိုကျွန်တော်ကအခုကြီးတောင်းရင်းနေပေါ့နော်ကိုအကန်းနဲ့ကျွန်တော်နဲ့အဲရက်ွက်လက်တရက်ွက်လက်ဆိုတော့အာရင်းပြီးတော့တီးတောင်းတီးတောင်းရေးပြတာညာလိုက်ဆုံပြတယ် အဲတီးတန့်ရေးပြီးတော့လုပ်ပေးတဲ့အတော့ပေါ့နော်အဲကျွန်တော်ဘုရားမှာအိမ်မက်တစ်ခုဆိုလဲမမဟုတ်ပြောချင်တာပေါ့ဗျာကျွန်တော်တို့ဘောလီဝုဒ်ဆိုရင်တော့ဒါကခွဲခြားမှုတွေဘလို့လူပဲဖြစ်သူကတရုတ်ဆောင်ပိုင်းအောင်ပဲကြည့်တာပေါ့နော်ကျွန်တော်မြင်ပေါ့နော်အိုက်တင်ပိုင်းအောင်ပဲကြည့်တာအာဒီမှာကျတော့အဲ့လိုမျိုးမရှိုံနေတူပါတယ်အဓိကချုံမောလပပြီးတော့အဲ့လိုမျိုးလူပေါ့နော်ချုံမောလပပြီးကြည့်ကောင်းတဲ့သူနေရာပေးမင်းသားတင်တာမျိုးတွေတော့ကျွန်တော်ကြုံမှုတာပေါ့နော်အဓိကကတော့ကျွန်တော်ပြောချင်တာကတော့ဘောလီဝုဒ်ပုံစံတော့တကယ်ကောင်းတယ်အဓိက လူတယောက်ကရုပ်ရှင်ကြည့်ပြီးဆိုတယုတ်ဆောင်ပေါ့နော် character သူတယုတ်ဆောင်မှုကောင်းပြီဆိုရင်လက်ခံရမယ်သူလိုချင်တဲ့နေရာလေးဖြည့်ပြရမှာဒါကျွန်တော်မြင်ပါတော့ကျွန်တော်တယောက်မြင်နေနဲ့ပြောပြတာပါ